မြန်မာနိုင်ငံတွင်သာမကကဘာပေါ်မှာမျိုးတုံးဖျောက်ကွယ်တော့မယ်မြန်မာတို့ရဲ့အရှားပါတရိတ်ဆန်လေးတွေအကြောင်းကိုပြောပြပေးသွားပါမယ်။ဗီဒီယိုရဲ့အဆုံးမှာမြန်မာနိုင်ငံမှာတင်းတို့မတွေ့ဘူးသေးတဲ့ရှားပါမျိုးစိတ်လေးတွေကိုတွေ့ရမှာမို့လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်လိုက်ကြရအောင်။ ထမတစ်မျိုးကတော့အင်းကြားလို့ခေါ်တဲ့တက်တကြားလေးတွေပါဘာပေါ်မှာအင်းကြားသုံးမျိုးရှိပါတယ်အရွယ်အစားနဲ့၎င်းတို့ဤခနာကိုအကွက်ကိုခွဲခြားပြီးနေရာဒေသအလိုက်ခေါ်ဆိုပုံမှာ꿰ပြကြပါတယ်၎င်းတို့ဤတက်တန်းကတော့၁၇နှစ်ဝန်းကျင်ရှိပြီးတန်မှုရှိတဲ့ရှားပါတရိတ်ဆန်လေးတွေပဲဖြစ်ပါတယ်မှန်ဝန်တာမူတစ်တော်များတို့အတိကနေထိုင်ကြပါတယ်အင်ဒိုနီးရှားနိုင်ငံဆူမာထရာကျွန်းတွင်လည်းဆူမာထရာအင်းကြားဆိုပြီးရှိပြီး၎င်းတို့ဤဇာတိလည်းဖြစ်ပါတယ်အင်းကြားသည်ကြောင်မျိုးရင်းဝင်တရိတ်ဆန်များနဲ့အလဲအလက်အရွယ်အစားရှိသောတော်ရိုင်းတရိတ်ဆန်လေးတွေဖြစ်ပါတယ်၂၀၀၈ခုနှစ်မှစ၍န ိုင်ငံတကာသဘာဝထိမ့်သိမ်းဆောက်ဆောက်ရေးအသင်း ICUN ၏ Red List စီးရင်နဲ့၎င်းတို့အားမျိုးတုံးပြောက်ွယ်တော့မဲ့မျိုးစိတ်အဖြစ်သတ်မှတ်ခဲ့ကြပါတယ်။နံပါတ်1 ERE လင်းပိုင်သို့မဟုတ်ချစ်စရာအပြုံးပိုင်ရှင်တွေများ မျိုးတုံးပြောက်ွဲလူနီပါသတ္တဝါအဖြစ်သတ်မှတ်ထားခြင်းခံရပြီးနိုင်ငံရတနာ AOD လင်းပိုင်လေးတွေကမျက်နှာမှာအမြဲတမ်းပြုံးနေတဲ့ဟန်ရှိပြီးလူတွေနဲ့အလွန်ရင်ပါကပျော်ရွှင်မြူတူဆော့ကစားတတ်တဲ့ချစ်စရာကြီးသတ္တဝါလေးတွေပဲဖြစ်ပါတယ်ဒီလိုချစ်စရာကောင်းတဲ့ AOD လင်းပိုင်တွေကအချို့မတန်မာသူတွေရဲ့ short တိုက်တက်ဖြတ်မှုကြောင့်အရင်အတွက်အလွန်တရာနှဲပါလာပြီးဖြစ်ပါတယ် ရေအော်ဒီလဲပိုင်တွေဟာ노တိုက်သတ္တဝါတမျိုးဖြစ်ပြီးကိုဝန်ဆောင်ရင်14လကြာမြင့်ပြီးတစ်ချိန်မှာတကောင်းသားငွေဖွားတက်ကြပါတယ်ရေအော်ဒီလဲပိုင်တကောင်းဟာ9နှစ်ကနေ9နှစ်အရွယ်ကြာမှသာမျိုးပွားနိုင်တဲ့အရွယ်ကိုရောက်ရှိလာကြတာပဲဖြစ်ပါတယ်ရေအော်ဒီမြစ်ကြီးဟာတက်ရှိသတ္တဝါများစွာဤမိခိုယာနေရာတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒီအထဲမှာမြန်မာနိုင်ငံအတွက်သာမကကဘာအတွက်ပါအလွန်တရာတန်ဖိုးရှိလာတဲ့မျိုးသုံးလူနီပါအန်ဒီယန်နဲ့ရင်ဆိုင်နေရတဲ့ AR လင်းပိုင်များလည်းပါဝင်ကြပါတယ် ်။ EAWRI လင်းပိုင်တွေကရေချိုးရင်ငန်းတစ်ခုလိုတွေနေထိုင်ကြသော်လည်းမြန်မာနိုင်ငံမှာတော့ EAWRI မြစ်တွင်းတိုင်းသာအဓိကတွေ့ရပါတယ်။အသိဉာဏ်မြင့်မာပြီးလူသားတွေနဲ့ရင်းနှီးစွာနေထိုင်တတ်ကြပါတယ်။ယခုအခါ EAWRI လင်းပိုင်အကောင်ရင်စစ်စစ်ခန့်သာရှိတော်သည်ဟုခံမှန်းထားပြီးကမ္ဘာ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ UNCNE ဆိုင်ရင်းတွင်မျိုးသုံးရန်အလွန်အမင်းစိုးရိမ်ရသောမျိုးစိတ်အဖြစ်သတ်မှတ်ထားခြင်းခံရပါတယ်။ဒါကြောင့်အခုလိုအဖို့တန်ပြီးရှားပါမျိုးနွယ်ဖြစ်တဲ့ EAWRI လင်းပိုင်လေးတွေကိုကာကွယ်ထိန်းသိမ်းဆောက်ရှောက်ကြမယ်တောင်းဝန်ကနိုင်ငံသားတိုင်းမှာရှိပါတယ်ခင်ဗျာ။ ံပါတ်3ဗမာကျေလိပ်ကျေလိပ်တွေဟာပူပြင်းတဲ့ရာသီဥတုဘုရားကြိုက်ကြပါတယ်မြန်မာနိုင်ငံရဲ့အပူပိုင်းရွက်ပြတ်တော်နဲ့ဆူးချုံများသောဒေသတွေမှာလာတွေ့ရမှာဖြစ်ပြီးမြန်မာနိုင်ငံအလဲပိုင်းပူပင်းတဲ့ဒေသတွေဖြစ်တဲ့မကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာလည်းနေထိုင်ကြပါတယ်။ ။အေးအေးနဲ့ကိုမခံနိုင်တဲ့အပြင်သူတို့ဘာသာစောင်းခုခြင်းလည်းမလုပ်ကြပါဘူး။ခြောက်သွေးတဲ့ပတ်ဝန်းကျင်နဲ့ဆိုးဆွတ်တဲ့ပတ်ဝန်းကျင်နှမျိုးလုံးမှာအဆင်ပြေအောင်နေထိုင်ကြပါတယ်။ဆုံးစားသတော်အားဖြစ်ပြီးဟင်းသီးဟင်းရွက်အသီးနှံတို့အပြင်အသားတွေပါစားတတ်ကြပါသေးတယ်။အမြင်တတ်များတဲ့အရွက်တွေကသာအဓိကစားသုံးပြီးအသားနဲ့အသီးတွေကတော့တကယ်ရန်ပန်ရန်ခါမှသာစားလို့ရှိကြပါတယ်။မြမမျိုးရင်းကုန်းလေးတွေရဲ့ထုံးစံအတိုင်းသီးရွက်ပုံတွေအောက်မှာနေထိုင်ရတာနဲ့ဂျောင်းတွေမှာခိုကပ်ရတာကိုတအားကြိုက်ရပါတယ်။မြမကျယ်လေးတွေဟာရှားပါမျိုးစိတ်ဖြစ်ပြီးယခုအခါမှာတော့ကာကွယ်ထိသိမ်းရေးလုပ်ငန်းတွေလှုပ်ဆော ောင်းနေကြပါတယ်နံပါတ်၄တင်းခွေချက်တင်းခွေချက်တွေကတော့မြန်မာနိုင်ငံမှာစေပတ်ဝင်နေစုပြီးမားရွံ့တဲ့အယူအဆတွေနဲ့အသက်ခံနေရတဲ့အကောင်ငယ်လေးတွေပဲဖြစ်ပါတယ်မြန်မာနိုင်ငံမှာပေါ်ပေါ်တင်တင်မဲ့ရောင်းဝယ်နေကြပြီးအခြားနိုင်ငံတွေမှာတော့ပြင်းပြင်းထန်ထန်ဥပဒေနဲ့ကာကွယ်ထားတဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်မလေးရှားနိုင်ငံပါဟန်ပြည်နယ်စိုက်ပျိုးရေးချမ်းမှာအလုပ်လုပ်ကြနေတဲ့မြန်မာနိုင်ငံသားချင်းမျိုးသားလူငယ်များက တင်းခွေချက်ဖမ်းဆီးတပ်ဖြတ်သည့်အတွက်တရားရုံးမှထောင်ဒဏ်၈နှစ်နှင့်၄လချမှတ်ခဲ့ကြောင်းသိရပါတယ်။သူများနိုင်ငံရောက်ရင်သူများနိုင်ငံရဲ့ဥပဒေကိုလေးစားလိုက်နိုင်ကြရမှာပါ။ရှားပါတလိတ်ဆန်တွေဖမ်းဆီးတပ်ဖြတ်ခြင်းကိုမလေးစားအစိုးရကအပြင်းပြင်းထန်ထန်တားမြစ်ထားပါတယ်။မလေးရှားနိုင်ငံတစ်တော်အဥပဒေပြဋ္ဌာန်းချက်မှာတင်းခွေချက်အခွန်တစ်ခုတန်ဖိုးသည့်မလေးရှားရင်းကတ်1900ရှိပြီးတင်းခွေချက်တကောင်ဖမ်းဆီးသည့်ပြည်တံသည်ထောင်ဒဏ်15နှစ်ထိထားမှတ်နိုင်ရောပြဋ္ဌာန်းထားပါတယ်။နံပါတ်5ကြန့်သူတော် ကျန်းသူတို့သည်အရွယ်အစားကြီးမသောအသီးရွက်စားတံတဝါဖြစ်ပါလေဝက်နှင့်ပုံပန်းတံတန်ချင်းဆင်းလူတော်လဲတူပြီးတုတ်ရိမ့်နိုင်သောနှာတံပါရှိပါလေကျန်းသူတို့များကိုတောင်အမေရိကတိုက်ဗဟိုအမေရိကနှင့်အရှေ့တောင်အာရှရှိမိုးတစ်တော်များနှင့်တောအုပ်များတွင်လည်းအဓိကတွေ့ရပါတယ်ကျန်းသူတို့သည်ဆင်းပုံစံလည်းမကျဝက်ပုံစံလည်းမကျဖြစ်သောကြောင့်ပုံပန်းတံတန်မှာတောပြင်ချိုးမကျပါဘူး၎င်းတို့မှာနှမောင်းတစ်ခုပါရှိရာထိုးနှမောင်းမှာတိုးတပြိတ်ခလန်းလန်းမှချင်းကျန်းသူတို့သည်ဥချိုးမပါသောကျန်းနှင့်ဆင်းတူပါလေအရှေ့တောင်အာရှရှိကျန်းသူတို့မျိုးရင်းတွင်ခြေနှင့်လက်ကိုရှေ့ ်ပိုင်းတို့နဲ့အနောက်သို့မဟုတ်အလိုယောင်ရှိကြပြီးကိုဗင်းရဲ့အနောက်ပိုင်းတို့၌ဖြူမြင့်တဲ့အယောင်တွေရှိကြပါတယ်။အမေရိကသားရှိကျန်းသူတော်များ၌တကိုယ်လုံးအညိုယောင်သို့မဟုတ်အနက်ယောင်ရှိကြပါတယ်။ကျန်းသူတော်များမှာတောထုထက်သောဒေသများတွင်သာနေထိုင်လေးရှိကြပါတယ်။ကျန်းသူတော်တို့၏အဓိကအစားအဆောင်မှာတည်ရွံ့မှုနှင့်တည်တည်တည်မှုများကစားပြီးရှေးကျသောတိရိစ္ဆာန်ဖြစ်ပါတယ်။ကျန်းသူတော်သည်ကြောက်တတ်သောတိရိစ္ဆာန်မျိုးဖြစ်၍တောနှက်ကြီးများထင်နိုင်သာတကောင်ချင်းအေးစင်းနေတတ်ပါတယ်။မြန်မာနိုင်ငံ၌မြိတ်နှင့်ဒဝဲနယ်ဘက်တွင်ကျန်းသူတော်များကိုတွေ့ရပါတယ်။ကျန်းသူတော်တို့သည်တကြိမ်လင်တကောင်ကျသာမွေးဖွားလေး ှိပြီးဒေဝမရောက်သေးသောကျန်းသူတို့ကလေးများသည်အနက်ရောင်ရှိသောကိုပေါ်၌အဖြူနှင့်အဝအစင်ကြများပါရှိပါသည်ကျန်းသူတို့တို့သည်အကြောက်လန့်ကြီးသည်မှမှန်းတော်လဲမိမိတို့၏သားပေါင်းငယ်လေးများကိုအသက်ပေး၍ကာကွယ်စောင့်ရှောက်လေးရှိကြပါသည်အခုဖော်ပြပေးခဲ့တဲ့တိရစ္ဆာန်များကမြန်မာနိုင်ငံနှင့်ကမ္ဘာပေါ်မှာရှားပါးပြီးအထိုးတန်သောသတ္တဝါလေးတွေဖြစ်ကြပါသည်ဒါကြောင့်အယူအဆအဟုန်နှင့်အယူအဆအမားများကိုပယ်ရှားပြီးဒီသတ္တဝါလေးတွေကိုကာကွယ်စောင့်ရှောက်ကြဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ